streetwear ဆိုတာကကျွန်တော်တို့နေ့စဉ်မြင်နေကြတဲ့ hoodie တွေ graphic tee တွေ oversize t-shirt တွေ sneaker တွေဒါတွေအကုန်လုံးပါဝင်ပြီးတော့မှပဲကျွန်တော်ဒီ selly တွေရအစကဘာကျော်တွေရအစကျွန်တော်နောက်ဆုံးကျွန်တော်တို့အတမန်လူတွေအထိဝစ်ကြတဲ့အရန်ကိုနာမည်ကြီးပြီးတော့ဘာပေါ့ မှာ popular အဖြစ်ဆုံး fashion style တစ်ခုပေါ့နော်ဒီ video ထဲမှာတော့ကျွန်တော်က street wear ကိုဘယ်လိုစဝတ်ကြမလဲ street wear ဝတ်တဲ့အခါမှာဘာတွေလိုအပ်လဲအဓိကဘာ piece တွေလိုမလဲအဲ street wear ကိုပတ်စံမကုန်ဘဲနဲ့ဘယ်လိုဝတ်ကြမလဲဆိုတဲ့အကြောင်းလေးကိုဒီနေ့ပြောပြမယ် history vibe တော့ကျွန်တော်မပြောတော့ဘူးပြောထားတဲ့အလူတွေအများကြီးရှိတယ်ဆိုတော့အဲကျွန်တော်ကဒီ piece တွေအဝတ်အစားတွေအကြောင်းပဲကျွန်တော်ဆက်ပြီးပြောမှာပေါ့နော် street wear ရဲ့အဓိက point point ကိုတော့ပြောပါဆိုရင်သူအဓိကနံပါတ်1 comfort ဖြစ်ရမယ်ပေါ့နော်ကျွန်တော်တက်တောက်တက်ဖြစ်ရမယ်အဲနံပါတ်2ကတော့သူက style ကြမယ်ထား ါကြရမယ်ပေါ့နော်နံပါတ်3ကတော့သူ့ identity ပေါ့ဗျာကိုယ့်ရဲ့ personality ကိုယ် style နဲ့ကိုပေါ့နော်ဒါကြောင့်လဲ streetwear ဝတ်တာချင်းအတူတူတစ်ယောက်က style မတူရောက်ပေါ့နော်ဒါကဒီ streetwear ရဲ့အားတာချင်းတစ်ခုလို့ပြောလို့ရတယ်တကယ် mic တွေအချက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ streetwear စဝတ်တော့မယ် starter pack အကြောင်းပြောရအောင်ဘယ်ဝတ်စားတွေလိုအပ်မလဲပေါ့နော်အဲပထမဆုံးပြောချင်တာက sneaker စနီကာကဒါစတရီဝဲအတက်ပဲစတရီဝဲနှလုံးသားပေါ့နော်အချို့တွေပြောကြတယ်ပေါ့နော်စနီကာဆိုတာကစတရီဝဲရဲ့အလုံးက currency ပေါ့နော်ငွေကြီးတစ်ခုတောင်ပြောလို့ရတယ်ပေါ့နော်အဲဒီဝဲနဲ့စနီကာဆိုတာလုံးဝခွဲလို့မရဘူးပေါ့နော်အဲ့လိုကြောချင်းကပ်နေတယ်ထားပါတော့စနီကာကျွန်တော်စယူရမယ်ဆိုရင်တော့အကြိုက်ဆုံးဖက်တရံဖြစ်တဲ့ Nike Air Force 1s now being Converse Chest Taylor အနောက်ဘေးကျွန်တော်တို့ Vans ပေါ့နော်အဲ့ဒါလေးတွေယူလို့ရတယ်ကိုကတကယ်လို့ height တိုက်ကြိုက်တယ်ဆိုရင်တော့ဒီ Jordan တို့ အဒန့်ဆိုပေါ့နော်ကိုကြက်တက်နေလောက်သွားပါကျွန်တော်ကတော့အခုမှစဝင်မယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းပဲခုနကကျွန်တော်ပြောခဲ့တဲ့၃ရံကိုလုံးဝ recommend ပေးတယ်လုံးဝ safe ဖြစ်တယ်ပေါ့နော်အဲ့ဆိုကျွန်တော်အပေါ်ပိုင်းအင်ကြီးတွေပိုင်းသွားရမယ် top ဆိုရင်တော့အဓိကလိုအပ်မှာကျွန်တော်တို့ hoodie အဲနောက်ပြီး graphic d အဲနောက်ပြီးကျွန်တော် sweatshirt ပေါ့နော်အဲ့၃မျိုးကလုံးဝ safe ဖြစ်တယ်ကိုကရိုးရိုးရှင်းရှင်းဝေးရတာကြိုက်တယ်ဆိုရင်တော့အဲဒီ plain d ပေါ့နော် plain d white d လောက်ကတော်တော်လေးအဆင်ပြေတယ်တကယ်လို့ကိုကမ hype တာကြိုက်တယ်ဆိုရင်တော့ graphic d ကိုရွေးပေါ့နော်ဒီ hoodie ဆိုတဲ့အတူတူပဲအဲ့ဒီလိုမျိုးပဲ sweatshirt ဆိုလည်းအဲ့လိုပဲပေါ့နော်ကိုကြိုက် tag လို့အဲရွေးပါနောက်တစ်ခုဘောင်းမီပေါ့နော်ဘောင်းမီကတော့အဓိကတော့အဲကျွန်တော် street wear ဝတ်တော့မယ်ဆိုရင်တော့ကျွန်တော်လုံးဝလုံးဝ skinny တွေရှောင်ပေါ့နော် baggy တွေဖြစ်တာအဲပိုပြီး relaxed ဖြစ်တာရွေးပါ baggy jean တွေ relaxed jean တွေကတော်တော်လေးမိုက်တယ်နောက်ပြီး track pant ပေါ့နော်အခုနောက်ပိုင်းခေတ်ဆိုင်ရဲ့ track pant ဆိုရင်တော်တော်လေးအဆင်ပြေတဲ့ safe ဖြစ်တယ်ပေါ့နော် အဲဒါပေါ့မီနောက်တစ်ခုကတော့ကျွန်တော်တို့ outer wear ပေါ့နော်အပေါ်တဲ့တွေကတော့ဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ရာသီဥတုမတူတာတော့နည်းနည်းတော့တတိထားပေါ့နော်ကျွန်တော်တို့သူများနိုင်ငံမှာဝတ်ကြတဲ့ puffer jacket ကြီးတွေကကျွန်တော်တို့ဒီမှာဝတ်လို့အဆင်မပြေဘူးပေါ့နော်ဒီရာသီဥတုကတော့တော်တော်လေးအဆင်မပြေဘူးဆိုတော့ကျွန်တော်တို့ရာသီဥနဲ့ဆိုရင်တော့ဗားရီအဆင်ပြေမယ်ဆိုရင်ကျွန်တော်တို့ဒီ jean jacket တွေပေါ့နော်နောက်ပြီး bomber jacket varsity ပေါ့နော်ဒါတွေကတော်တော်လေးစစ်ဖြစ်တယ် suit ဝတ်စားဝတ်မဲ့သူတွေဒါတွေကိုစပြီးရွေးပေါ့နော်အဲပြီးတော့ကျွန်တော် accessory တွေပေါ့နော် accessory ကကျွန်တော်တို့ဘာထည့်လို့ရလဲဆိုရင် saber chain ပေါ့နော်လောလောဆယ်ဘာမှမွယ်သေးဘူးဆိုရင်တော့ saber ချင်းတခုလောက်ဆွဲယူရတခုလောက်ပေါ့နော်အဲ့ဒါလေးရနာမည် cap အုတ်ထုတ်အဲဒီကျွန်တော်တို့ swear with တော်များများကအုတ်ထုတ်ဝစ်ကြတယ်ပေါ့နော်အုတ်ထုတ်ကြရင် cap လေးတွေရှိတယ်နောက်ပြီးရင် binny ပေါ့နော်အခုနောက်ပိုင်းစောင်းလွင်ရောက်လာပြီဆိုရင် binny လေးတွေလည်း swear မှာတော်များများဝစ်ကြတယ်တော်တော်လေးလည်းမိုက်တယ် binny လေးတွေလည်းထားကြတယ်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့တဲ့ဟာတွေကိုအဲပေါင်းပြီး mix match လုပ်လိုက်မယ်ဆိုရင်တော့အရွေးရွေးချင်းချင်းနဲ့ swear ကိုကျွန်တော်စပြီးဝစ်လို့ရပါပြီကျွန်တော်ကတော့ဒီစစဘာပဲလုပ်လို့ပေါ့စစဝစ်ချင်းမှာအကုန်လုံး simple ပါနော် make it simple ပါအဲနောက်မှကိုက level level တက်ချင်တယ် hype ချင်တယ်ဆိုရင်တော့အခြား outer wear ကလေအခြား accessory တွေဝင်ဝင်နိုင်တဲ့လောက်ပေါ့နော်ကိုဖြစ်ရင်ဖြစ်နိုင်တဲ့လောက်အဲ sneaker တွေပေါ့နော်အဲတက်တောက်လှုပ်သွားပါပြီးတော့ကျွန်တော်အကြံပေးချင်တာက sweat စောက်ဝဲတော့မှဆိုရင် the fit ပေါ့နော် fit ကို use site ပါအဲကျွန်တော် oversize ဆိုတဲ့အတိုင်းအရင်ဟိုခေတ်က2000ခုနှစ်က rapper တွေဝတ်တဲ့အင်ကြီးအကြီးတွေဝတ်ဆံမလို့ဥနောက်ပိုင်း oversize oversize တီးတွေက boxy တီးတွေကတော်တော်လေးအဆင်ပြေတယ်အဲအခုနောက်ပိုင်းခင်တဲ့နည်းနည်းလေးဟိုညှိယူပေါ့နော်ပြီး fit ကအရင်အရေးကြီးတယ် နောက်တစ်ခုကတော့ outfit care ဒီကျွန်တော် balance ပေါ့နော် outfit balance ဆိုတာဘယ်လိုပြောအောင်မလဲဆိုတော့ကျွန်တော်တကူလုံးကြီးပြအရင် flashy wig ဆရာမလို့ပြောရရင်အာဒီအင်ကြီးတွေဘောင်းမီတွေဖနက်တွေအကုန်လုံးကအကြီးတွေပေါ့နော်လုံးဝရှယ်ကြီးတွေကျုံးစရာမလိုဘူးအကူက အာဒီ hero piece တခုတော့ယူလိုက်ပါတော့ထားပါတော့ကျွန်တော်တို့ဖနက်ကိုကျွန်တော် heroes ထားပါဘောနော်ဖနက်ကိုလုံးဝ hero piece ထားခြင်းနဲ့ဆိုရင်ကျွန်တော်အပေါ်ကတော့ဘာမှရိုးရိုးရှင်းပဲအ t-shirt နဲ့အဘောင်းမီနဲ့ပေါ့နော်အဲ့ဒါမျိုးဝတ်သွားလိုက်ပြီးရင်တော့ဖနက်ကိုအတကုံကြွားပါတော့အင်ဂျီယာ1500လည်းဖြစ်ဖြစ်မဲ့ဘောင်းမီရဲ့3000လည်းဖြစ်မဲ့ဒါပေမဲ့ဖနက်ကတော့ပိန်းကန်းတန်ထားပါတော့အဲ့လို outfit ကို balance လုပ်ပါအရင် flashy လုပ်စရာမလိုပါဘူးနောက်တစ်ခုကတော့ confident ပေါ့နော်ကျွန်တော်ဘာပဲလုပ်လို့ confident ရှိဖို့အရင်ရည်ကြည့်တယ် confident ရှိအောင်နေ confident ရှိအောင်ရှောက် confident ရှိအောင်သွားပါတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာကအဝိစားတဲ့ပိုကြီးရောအဓိကကြားတယ်ပေါ့နော်အဝိစား အဓိကမကြောက်ပြောတာမဟုတ်ဘူးเนาะအဝေးစားလဲမိုက်တယ် confidence လည်းရှိတယ်ဆိုရင်တော့လုံးဝ A စစ်စစ်ဖြစ်သွားပြီပေါ့เนาะဒါကတော့ခုမှ Sweat ဆောင်မဲ့ brother တွေတက်ပါလုံးဝ made in simple ပါ foundation ကစပါနောက်မှ PP နဲ့ add လုပ်သွားပါပေါ့เนาะ PP နဲ့ invest လုပ်သွားပါဒီ channel လေးတွေက brother တို့ကိုအကူအညီဖြစ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးတယ်ကပါ YouTube မှာကြည့်ထားတယ်ဆိုရင်ပေါ့เนาะတကယ်လို့ Facebook မှာဆိုရင်လည်းကျွန်တော်ရဲ့ page လေးကို follow လေးလုပ်ပေးခဲ့ပါပေါ့เนาะ like လေးပေးအသေးလေးတွေပေးပြီးပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ် Ta da da